ဖွေးကြီးပြန်ပွဲသွားရင်လမ်းပြောင်းနေတော့လမ်းမမြတ်ပြတ်တော်တဲ့ကောင်းလေးပြောင်းနေတွေ့ပြီးသူ့လမ်းပြလို့ပဲပြန်ပွဲကိုရောက်လာပါတယ်ပြန်ပွဲမှာလမ်းကြီးလက်ရှိပြီးတွေ့ရနယ်လိုက်စားနေပါတယ်ဂိုင်းလေးဂိုင်းနဲ့ဝမ်ဂိုင်းကအမြဲလက်ခံကျင်းပသူနဲ့အဲ့တဲ့တွေအဖြစ်ရင်းနှီးခဲ့ကြပဲမယ်အခုတော့ဝမ်ဂိုင်းကျိုးဝမ်ယောဟန်ကအင်အားကြီးလာတော့တောက်ရှုံးမပြေတဲ့အထာကြီးစလုပ်လာပါတယ်အဖေတင်မဟုတ်ပဲတားပါဆောက်ရှုံးမပြေတာဖြစ်ပြီးဝမ်ဂိုင်းကျိုးရောက်လာတဲ့အခါမြတ်ပြတ်ပြန်ပွဲကိုစတင်ပါတယ်ကြောက်ပြစ်တော်တွေကနဆိုးဝိညာဉ်တွေကိုလက်ပြရမှာဖြစ်ပြီးအများဆုံးပြစ်နိုင်တဲ့သူကအနိုင်ရမှာဖြစ်ပါတယ်လမ်းမှာတွေ့ခဲ့တဲ့ဝမ်ချောင်းလင်ကဝမ်ဂိုင်းကဖြစ်ပြီးဂိုင်းအနိုင်ခံကောင်းလေးဖြစ်ပါတယ်ညာတော့ပြစ်တတ်မှာမ ဟုတ်လို့ဝဲဆောင်ကပြန်မဲကထွက်ကနေတော့ဝေကြီးကရှုံလင်ကမြားပစ်တော်တဲ့အကြောင်းဝင်ပြောပေးပါတယ်။အဲဒါကြောင့်ရှုံလင်ကိုမြားအဆက်ပစ်ခိုင်းတဲ့ကစိတ်အရန်လှုပ်ရှားနေရကြောင်းပြက်မက်ကိုလုံးဝထိမသွားလို့အထောက်ခံလာရပါတယ်။ဝေကြီးကလည်းမင်းကမြားပစ်တာတကယ်တော်ပြီးစိတ်လှုပ်ရှားနေလို့ဒါမထီကြောင်းအဘိဇကပြောခဲ့ပါတယ်။ဒီလိုနဲ့ဂိုင်းကဂိုင်းကမြားပစ်ပြန်နေကြပြီးဝမ်ကိုင်းတစ်ဖက်ငါရောက်ကအစောပိုင်းမှလည်းအထောက်ခံလာရလို့ဝမ်ကိုင်းကျောင်းရဲ့သားကသူဝင်ပြန်မှုခွင့်ပြုချက်တောင်းပါတယ်။ဝေကြီးရဲ့အမတ်ကိုဝမ်ဆောင်ကကြားပြယူလိုက်ပြီးသူတော်ကြောင့်စကေးပြနေပါတယ်။ဒါမှမဲ့ပြက်မက်တစ်ခုလွှဲသွားပြီးပြန်ပွဲအစီအစဉ်ဖြစ်တဲ့ပြက်မက်လွှဲတာနဲ့ပြန်ပွဲကထွက်ရမှာဖြစ်လို့ထွက်ခိုင်းပေမဲ့ ဆောင်းကြီးကငါကစင်မီမဲဆိုပြီးအနာပြနေပါတယ်။ Telegram မှာ AnyDraw99 လို့ရိုက်ချပြီးမမဝမချီလို့ရနိုင်တဲ့ Enemy Series အပြင်နံပါတ်ကြီး O Enemy Series ဖြစ်တဲ့ Dragon Ball Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ်။ ဒါပေမဲ့စပေါ်ကောင်လိုအပြောခံလိုက်ရလို့ရှောင်းကြီးတင်းသားပြီးညှားနဲ့လံပြတဲ့အခါလန်ကြီးကကဲပေးလိုက်တဲ့အပြင်မက်ဆိုးကထိအောင်ပြပြလိုက်ပါရှီတော့လည်းအများနဲ့တယောက်မှထွက်သွားပြီးလန်ကြီးခေါင်းစည်းဆောင်းနေလို့ဝေးကြီးကပြင်ပေးဖို့ခေါင်းစည်းတွားဖြေလိုက်တဲ့အခါလန်ကြီးအရန်တော်သားထွက်သွားပါဘာလို့ဆိုလန်ကိုင်းကသူ့နှစ်ဘူးစီကိုအရန်တံမိုးထားကြလို့ပဲဖြစ်ပါတံဝဲရလဲကျင်ညာတဲ့အခါဝေးကြီးကပထမမှာလန်ကြီးကဒုတိယစီယွန်းကတတိယလန်ဝမ်ကြီးကစတုတ်လိုက်ရပြီးဝမ်ကိုင်းကတော့ဘာတစ်ခုမှမရတာကြောင့်ဝမ်ကိုင်းချုပ်လည်းတင်းပြီးထွက်သွားပါ ဝန်ကန်းချုပ်ကတော့တန်ဝမ်းမအဆက်ရခဲ့တာအတွက်ပြန်ဆောက်ခြင်းရုပ်ဝတ်ကြံနေပါတယ်။လုံခဲ့တဲ့19နှစ်ရှွမ်းချမ်းဒေတာမှာဝန်ကန်းချုပ်ရှိချမ်းကရောင်းနယ်မှာဝန်ကန်းအပြင်ဟော်တောင်းဖူကိုင်းအပါအဝင်ကြံကိုင်းတွေလည်းအတီးတီးတီထောင်ခဲ့ပါတယ်။အငင်းပွားမှုဖြစ်လာရကနေသွေးချောင်းစီးရဲအထိဖြစ်ကုန်ပြီးကြံကိုင်းတွေကတော့ကြဆုံးမှကြောက်ပြီးဝင်မပါရခဲ့ကြပါဘူး။ဝန်ကန်းချုပ်ကသူ့သားကြီးဝန်ရှိကိုလန်ဂျီရိုရဲ့တိမ်လွန်နမ်းနံကိုမီးလောင်တိုက်သွင်းခိုင်းခဲ့ပါတယ်။ကုဆူလန်ကိုင်းကောင်းဆောင်ကတိတ်လူမျိုးပါဖြစ်ခဲ့တဲ့အပြင်လန်ဂျီကသူ့ကိုတကိုင်းလုံးနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ဘယ်မှမဆာမတွေ့ခဲ့ပါဘူး။တလားကြပြီးရဲ့နောက်မှာတော့ဝန်ကန်းချုပ်ရှိချမ်းကဂိုင်း ုင်းတီတီကအမွေစက္ကန့်သူတွေကိုသူတို့ဂိုင်းမှာပညာလာတင်စေပြီးပါရမီရှင်မွေးတော့ပေးဖို့အတွက်လို့ကြင်ညာလိုက်ပါတယ်တကယ်တော့အဲ့ဒါကခွေးစကားတွေဖြစ်ပြီးကြမ်းကြီးကလည်းတွားရကဟွေးကြီးကတော့အမွေစက္ကန့်သူမဟုတ်လို့လိုက်သွားဖို့မလိုပေမဲ့ခန်းရှင်လို့လိုက်သွားပါတယ်ဖိုရောက်တော့ဝမ်းဆောင်ကဆော်လေးနဲ့ပလူနေပြီးလန်ကြီးကလည်းဒီကိုရောက်နေပါတယ်နောက်တော့သူတို့ပလာတဲ့ဓာတ်တွေကိုပေးဖို့ပြောနေပြီးမပေးဖို့ညင်ကြတဲ့အခါနမူနာအနေနဲ့တယောက်ကိုတပ်ပြလိုက်လို့အားလုံးလည်းမပေးချင်ပဲပေးလိုက်ရပါတယ်အားလုံးကိုဝမ်းကားရဲ့ဆန်နမူနာများကျုစုရေးသားချက်စာအုပ်ကိုအလွတ်ချက်ခိုင်းတာပြီးတနေရာကိုသွားကြတော့ဟွေးကြီးကလည်းကုဆုနဲ့မီယူခံရတဲ့တ င်းကိုတီလိုက်ရပါတယ်။ကလန်ကြီးကလည်းမိလာရှိုးတဲ့သူတွေကိုတိုင်းရင်လည်းသူ့ရှေ့တော့ကအရှုခံလာရပါတယ်။ဝမ်းဆောင်ကဆော်တပွေကိုသွားပုန်းနေလို့ဝေကြီးကပဲလွန်အောင်ကူညီပေးလိုက်ပါတယ်။ဒီလိုနဲ့အမဲလိုက်ဖို့ဂူတခုလည်းခေါ်သွားတဲ့အခါဘာအကောင်ကိုအမဲလိုက်မှလဲလို့မေးကြည့်ပေးမယ်။မပြောပြပါဘူး။ဒီလောက်အကြကြီးရှာရတာအကောင်ကိုမတွေ့သေးလို့တရားရောက်ရဲ့သွေးနဲ့မျှခိုင်းပါတယ်။သူဘူရဘူးတဲ့ဆော်လေးရဲ့သွေးကိုယူခိုင်းလိုက်ပြီးဆော်လေးကမပေးချင်လို့ထွက်ပြေးတာကိုအတင်းလိုက်ယူခိုင်းပါတယ်။အဲ့ဒါကိုလန်ကြီးတို့ကကောက်ွက်ပေးလိုက်တာကြောင့်တိုက်ခိုက်နေကြကဝေကြီးကဝမ်းဆောင်ကိုဓာတ်နဲ့ထောက်ထားလိုက်ပြီးအကောင်လုံးကိုရဖို့အမိန်ပေးခိုင်းပါတယ်။အဲ့အချိန်လေကြီးကပေါ်လာပြီးတိုက်ခိုက်ခြင်းဆ ောင်းနာကဆော်လီကိုတန်ပူနဲ့ကပ်ဖို့လုပ်နေရကိုခွေးကြီးကဝန်ခံပေးလိုက်ပါတယ် ဝမ်ဆောင်တို့ကလည်းအကောင့်ကြီးကိုကြောက်လို့ဘစ်ချွန်အောင်ထွက်ပြေးကြပါဂူပေါကလည်းပိတ်သွားပြီးအထဲမှာဝီဂျီတို့အုပ်စုကျန်ခဲ့ပါလန်ဂျီကလည်းဒီကူထဲမှာမေဘက်ပင်နေမရှိပြင်မဲ့ရေကန်ထဲမှာမေဘက်ရွက်တွေကျနေပါကျောက်ကမအောက်ကစမ်းကြောင်းရဲ့ဘေးနှက်ဖက်လုံးမှာမေဘက်ပင်နေရှိတာကြောင့်ရေအောက်မှာအဖြစ်မှရှိတဲ့စမ်းကြောင်းနဲ့ဆက်ထားတဲ့အပေါက်ရှိနိုင်တာကိုသိလိုက်ပါဝီဂျီကအရှိကျန်ဂျီကအနောက်ကိုအပေါက်ရှိလာတတ်ဆက်ကြည့်နေပြီးအိတ်နေတဲ့လေဂျီကလည်းနိုးလာပါဒီလုံနဲ့သူတို့နှစ်ယောက်ပြန်တက်လာတော့လေဂျီတိုက်ခိုက်တာခံနေရပြီးဝီဂျီကလေဂျီကိုထိန်းတာကကျန်ဂျီကထွက်ပေါက်ကိုတွေ့လာပါ အားလုံးကိုထွက်သွားခိုင်းလိုက်ပြီသူကလက်ကိုတားနေတော့ညာနဲ့အပြစ်ခံရရပါဖြစ်တဲ့ကောင်ကတော့လက်ကိုပြစ်တာလူကိုထိရလို့တော့ပြောပါသူမကြခင်လိုက်လာမှာမို့အားလုံးကိုအပြင်ထွက်သွားခိုင်းလိုက်ပြီအပြင်ရောက်တဲ့သူတွေကဝမ်းဆောင်အမဲလိုက်တာခံရပါလက်ကြီးတက်တာခံရမယ့်ဝဲကြီးကိုလန်ကြီးကလာကူညီပေးမယ်ခြေထောက်အကိုက်ခံလိုက်ရတာကြောင့်တပုတ်မှုလုပ်ကြပါလန်ကြီးရဲ့ခြေထောက်ကိုရှိရလေးနဲ့ကုနေပြီသွေးပုတ်တွေအံမထုတ်ဘဲနေနေတဲ့လန်ကြီးကိုသွေးပုတ်တွေအံထုတ်အောင်လုပ်လိုက်ပါလက်ကိုတမ်းမှာပဲထွက်သွားလို့ရမှာဖြစ်ပြီးလက်ရဲ့အည်ပြားကတအားမာတယ်ဆိုပေမဲ့လက်ဘင်းအောက်မှာနူးညံ့တဲ့အဝိုင်းလေးတစ်ခုရှိပါတယ် အဲ့ကိုတိုက်ခိုက်ဖို့ကလည်းခက်နိုင်ပြီ။ဘာလို့ဆိုလက်ကဒဏ္ဍာရီလာမကောင်းဆိုးဝါးမှုလို့ဖြစ်ပါတယ်။တဖက်မှာတော့ကြမ်းကြီးကလည်းထွက်ပြေးနေရပြီ။ဒီဘက်မှာလည်းဝေးဦးရှန်ကလက်ကိုတတ်ဖို့ရေထဲဆင်းပြီးတွမ်းမြခေါ်ပါတယ်။လက်နာရောက်တော့လက်ကိုမှအပေါက်တစ်ခုပေါ်လာပြီးအထဲမှဓာတ်ရောင်းကိုတွေးလို့ဆွဲနှုတ်ကြည့်တဲ့အခါမိစ္ဆာဆွမ်းအားတွေကိုယ်ထဲဝင်လာပြီးလက်စားရလည်းခံလာရပါတယ်။အထဲကဝေကြီးကလက်ရဲ့အာနေချက်ကိုထိုးလိုက်ပြီးအခွင့်ကောင်းကိုရောက်တာနဲ့လန်ကြီးကလည်းအပြင်ကနေခေါင်းပြတ်ရှင်းလိုက်ပြီးဝေကြီးကလည်းဒါနဲ့အတူရေထဲတူကြသွားပါတယ်။